အားလုံးလေးမင်္ဂလာပါရှင်။ကျမတို့ပဝန်စင်မှာရှိနေပြီမဲ့တတိမထားမိကြတဲ့တခုပင်အကြောင်းပါ။ဒီပင်ဟာအခောင်းအဖွင့်အရွက်တစ်ခုချင်းစီမှာမယုံနိုင်တော့တဲ့ဈေးဖက်ဝင်အစွမ်းတွေရှိနေပါတယ်။အခောက်ရဲ့အစွမ်းသက်သည့်အစိတ်ဖြစ်အစိတ်ရှိသက်တဘာလေးတွေကြိုက်ခံရင်အခောက်ကိုဝါစားပြီးပါ။မျက်စိနာ၊ကွင်းမျက်စိနာမျက်စိယောဂဖြစ်ရင်အခောက်ကိုသွေးပြီးမျက်လုံးအနီးကွင်းလင်းဖေးခြင်းဖြင့်သက်သာစေပါတယ်။ ကိုလက်ကိုကိုက်ခဲနေရင် အခောက်ကျူကြီးနဲ့ရေချိုးပေးခြင်းဖြစ်အမောပြေစေပါရဲ့အဖွင့်ရအတော့ဝင်ပုံသူခွေဖွင့်တော့ကိုတော့တော်တော်များများစားဖို့ကြမှာပါအခုနောက်ပိုင်းဘီဖို့နဲ့စီဖို့ယောဂတွေအတက်ပါအစွမ်းရှိတယ်လို့နာမည်ကြီးပြီးလူအများပြားတုပ်စာနေကြပါနဲ့ကလေးများအတွက်ဈေးရခင်ကတည်းကကလေးတွေကိုယောဂကင်းပြီးကိုရင်းအစစ်အထောက်ကင်းစေဖို့တုပ်ကြွေးခဲ့ကြပါတယ်ရင်နှွေးဖြိုးယုံနဲ့စားသုံးနိုင်တယ်လို့ဒိုးစရာအဖြစ်လိုက်အသုံးပြုနိုင်ပါတယ် အရွက်ရည်အတုံးဝင်ပုံဟင်္ကာချက်တော့အရွက်နုကိုဟင်္ကာအဖြစ်ချက်တော့ခြင်းဖြင့်ကျမ်းမာရေကိုအထောက်ကူပြုပါတယ်ရေကြောက်ညောင်ညခြင်းကလေးများရေကြောက်ပေါက်ခြင်းနှင့်တကိုယ်လုံးညောင်းညကြိုက်ခဲခြင်းအတွက်အရွက်ပြုတ်ရည်ဖြင့်တိုက်ရေချိုးပေးနိုင်ပါတယ်။တရိစံတွေများအတွက်ပါအစွမ်းစိတ်ကိုမွေကြိုက်ခံရလို့ငားရက်ခန့်ကြာမှပျောက်မေအစာတခွက်ရွက်ကျွေးလိုက်ပါကနေရက်အတွင်ပျောက်ကင်းကြောင်းလက်တွေ့အစွမ်းထပ်ပါတယ်။ ဒလိုအဖိုးတန်ပြီးအစွမ်းထက်တဲ့ဆေးဖက်ဝင်အပင်ကြီးကိုခုအိမ်နာလေယာနာမှာရှိနေပေမဲ့တန်မိုးထားထိမ့်သိမ့်ထားဟုတိုက်တွန်းစင်ပါတယ်။တဘာဝတရားကပေးတဲ့လက်ဆောင်ပါပဲနော်။ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။